ဒီနေ့ကကျွန်တော်ပြောပြပေးချင်တဲ့အကြောင်းလေးတစ်ခုပါဘာလဲဆိုလို့ရှိရင်ဒီ main online လက်အောက်မှာရှိတဲ့ဒီစစ်သားတွေပေါ့နော်စစ်သားရဲ့ဒီအဲစစ်သားရဲ့ဒီအမျိုးသမီးတွေပေါ့နော်ဘယ်လိုမျိုးအခက်ခဲတွေနဲ့ကြုံတွေ့နေရလဲပြီးလို့ရှိရင်နောက်တစ်ခုကဘယ်လိုမျိုးအဖိနှိပ်ချုပ်ချယ်ခံနေရလဲဆိုတာကိုဒီစစ်သားများဖြစ်တဲ့သူတယောက်ကပြောထားတာလေးကိုကျွန်တော်နဲ့ဆုံးအောင်နားထောင်ပေးကြပါဦး ကဲဒါဆိုလို့ရှင်ဗီဒီယိုလေးကိုအခုပဲစလိုက်ကြရအောင်မပေးမယ်မပေးတယ်မရှိဘူးကြက်ခိုင်တခုလည်းဝယ်ပေးရစတာမိန်မဖြစ်တဲ့အတွက်ဒီအစိမ့်ကွက်ကိုပဲနှိမ့်ရမယ်ဆိုတော့ညီမတို့ကောင်းနေမှာဆွဲနေပြီဒါညီမတို့မှားလည်းမနှိမ့်ရဘူးမှားနေပြီးွားရင်သူတို့စောက်ကျရုံမယ်ဆို ရှုံးလို့ရတဲ့အရာတွေအများကြီးရှိရအဲ့ဒါကြောင့်မို့ညီမတို့မှာကိုယ့်ယောက်ျားကိုလည်းနှဲရတယ်မိသားစုကိုလည်းနှဲရတဲ့အတွက်မဲပေးတဲ့ချိန်ကြလို့ရှိရင်ကြံ့ခိုင်ရဲ့အကွက်ကိုပဲညီမတို့မှာလက်ကိုအုံနေတော့ပဲ့မအောင်ကြောက်ရသူတို့ချိန်ချောင်းမှုတွေကတကယ်လည်းလုပ်တာလုပ်တဲ့အတွက်ညီမတို့ကကြောက်တယ်ကြားတယ်နော်ကြားတယ်နော်ဒါကတကယ်ဖြစ်နေတဲ့သူကပြောတာတကယ်ခံစားနေရတဲ့သူကပြောတာအဲသူတို့ရဲ့အောက်မှာ နေကျင်တယ်လို့နေလို့ရမယ်လို့ထင်နေကြတာအရင်တော့ဟောရင်ဟောမှာပေါ့စစ်သားစစ်သားတွေကိုယူလို့ရှင်လူကြားသူကြားတွေသွားလို့ရှင်အာလာလာပပကြွကြွမမော့နဲ့သွားလို့ရတယ်လို့မြင်တယ်ဟုတ်လားအာပခုံးလေးမှာအပွင့်လေးတွေပါလို့ရှင်ပူရောင်းကြိုက်ဟုတ်လားအခုဘယ်လိုနေလဲအခုဘယ်လိုနေလဲမင်္ဂလာတစ်ကြိမ်ဆောင်လို့ရှင်အာဘူကြီးတွေဘူကတော်တွေဘာတွေညာတွေ အဲအပွင့်နေအခက်တွေအဲအဲအပွင့်နေအခက်တွေတနေ့ကိုဒုက္ခပေးလာမယ်ဆိုတော့ဆိုတာတိကြမှာပေါ့နော်အဲအပွင့်နေအခက်တွေကြောင့်လဲအာဒီလူပတ်ဝန်းကျင်မှာအခုဆိုလို့ရှိရင်နေဖို့ထိုင်ဖို့နေရာတောင်မှတော်တော်ခက်ခဲတယ်နော်ဒါတွေကိုသိဖို့လိုတယ်ပြီးရင်အဒီဒီစစ်သားတွေကိုယူထားတဲ့ဒီစစ်သားမယားတွေလည်းတိုက်ခံစားရတယ်သူတို့တွေမဟုတ်ဘူးနော် သူတို့ရဲ့မွေးလာတဲ့တားစင်မြေးဆက်တွေလည်းလက်ခံစားရတယ်အခုအဲ့လိုဖြစ်နေတယ်နားထောင်နော်ဒါလူအခွင့်အရေးကိုချိုးဖောက်တာသူလူဆိုတာကထဲ့ကျင်တဲ့နေရာထဲ့မှာမဲဆိုတာထဲ့ကျင်တဲ့လူထဲ့မှာပေါ့သူကြိုက်တဲ့လူကိုသူထဲ့မှာသူအာယုံလာတဲ့လူသူထဲ့မှာဒါမှပြောပိုင်ခွင့်မရှိဘူးပေါ့နော်အာဒါကတော့ပြောပိုင်ခွင့်မရှိဘူးဒါပေမဲ့ဒီစစ်တပ်ထဲမှာကျတော့စစ်သားဆိုတာဘယ်လိုမျိုးသူတို့ချုပ်ထားတာဒါဟုတ်သူတို့ချုပ်ပုံချုပ်နေရ ကျွန်တော်တို့ဒီမျက်စိထဲမှာမြင်အောင်ကျွန်တော်ပြောပြပေးမယ်ကျွန်တော်နားလည်သွားဒီစစ်သားတစ်ယောက်ကအိမ်တော်မရှိသေးဘူးမိမမရသေးဘူးဆိုလို့ရှင်အာမိမယူခိုင်းတယ်ယူခိုင်းပြီးွားလို့ရှင်မိမနဲ့ကလေးနဲ့မိမရပြီဆိုလို့ရှင်မိမနဲ့ဗာနဲ့ဟောအခန်းအခန်းနေပါလေပေးလိုက်တယ်ပြီးလို့ရှင်နေရာတနေရာပေးလိုက်တယ်ဒီမှာပဲနေအမ်ပြီးကလေးမွေးလာတယ် အဲမွေးလာတဲ့ကလေးလည်းဒီမှာပဲနေနဲသူတို့ចောင်းလေးပါထားပေးတယ်နော်အဲပေးတဲ့လားစားတော့ယောက်ျားကိုပဲပေးတာမိန်းမကိုပေးဘူးစားရတာကြတော့ဒီယောက်ျားလားစားနဲ့ဒီမိန်းမရဲ့ဒီကလေးတွေမွေးလာတဲ့ကလေးတွေအကုန်စားရတာပြီးရင်သူတို့မှာခံစားခွင့်ဆိုတာပါရှိလေဥမာမြန်မာငွေနဲ့ဆိုရင်တွက်မယ်2သိန်းရတယ်ဆိုအစားထားပါတော့အခြေခံလားစား2သိန်းရတယ်ဆိုရင်သူတို့ဖြတ်သွားတာတင်မယ်အာ9000ခွဲ8000ရှိပြီဟိုဖြတ်ဒီဖြတ် ဗာကြီးညာကြီးဖြတ်သွားတာ9000ကျွဲ8000ရှိပြီအဲ့တော့ဒီတသိန်း2000ဝန်းကျင်လောက်နဲ့ဒီအိမ်တိုင်းမှာမိသားစုတစုမှာဘယ်လိုစားမလဲတလားစားနာစာမထွက်မချင်းဒီပြဿနာကုံလောက်အောင်လောက်အောင်စားရမှာပေါ့နော်ဒါအခြေခံစစ်သားတွေပေါ့နော်ဒါစဉ်းစားကြည့်မှဆိုရင်ဒါမနေနိုင်ဘူးပြီးလို့ရှင်အဲ့မိမရရသွားလို့အမိမယူလိုက်ပြီကွာခလေးလည်းရပြီကွာခလေးလည်းရပြီဆိုလို့ရှင် ဒီခလေးကိုចောင်းထားမဲ့ဇရိတ်တွေဘယ်သူပေးမလဲပြီးရင်နောက်တစ်ခုကအဲသွားပို့သွားကြိုတာတို့အဲသမင်းစားရေတအုံမုံစားမယ်ကွာဒီတသိန်းတသိန်း2000တသိန်း3000လောက်နဲ့ဒီမြန်မာပြည်မှာဒီအချိန်မှာဆိုရင်ဘယ်လိုပုံစံနဲ့နေကြမလဲဒါစဉ်းစားကြည့်ပေါ့ဒါအခြေခံเนาะအခြေခံရဲပေါ့အပွင့်တပွင့်လောက်ပဲရအောင်ကွာဒီအနေထားလောက်ပဲရှိမှာအများဆုံးသူတို့တိုးပေ3သိန်းပေါ့အဲ့ဒါမပူဘူး ဒါစဉ်းစားကြည့်နော်ပြီးရင်အာဒီသူတို့ပေးထားတာဒီပုံစံလေးပေးထားတယ်ဗောနော်ပြီးလို့ရှင်သူတို့ကအာလာစာအနေနဲ့ပဲပေးတာမိမကိုလာစာမပေးဘူးခိုင်းတော့မိမကိုလည်းအချဥစားမြက်တွေရှင်းခိုင်းတယ်မြက်တွေပေါက်ခိုင်းတယ်ဟမ်တက်မတော်သားတက်မတော်သားဟမ်စက်သားစက်သားရဲ့ဒီစက်သားဇနီးတွေပေါ့ကွာနာမည်လှလှပြောလို့ရှင်စက်သားဇနီးတွေပေါ့ တကယ်တမ်းကျတော့သူတို့ကအယမ်းပင်လန်းလဲခံစားခွင့်မရှိဘူးဘသူတွေကခံစားခွင့်ရှိလဲဆိုလို့ရှိရင်ဒီဒီယာဒူးအကြီးပိုင်းနေပဲခံစားခွင့်ရှိတာဒီစစ်သားတွေကဒီစစ်တပ်တွေမှာနေတယ်စစ်စစ်တပ်တွေကထွက်သွားပြီဆိုလို့ရှိရင်တော့မှသူတို့မှခံစားခွင့်မရှိဘူးအကြောင်းမျိုးမျိုးကြောင့်ဒီဟိုရှေ့တန်းထွက်နေတဲ့ဥစားဖြစ်သွားတယ်ဆိုလို့ရှိရင် ယောက်ကိုယ့်ရဲ့ယောက်ျားတွေဆုံးရှုံးသွားတယ်ပျက်စီးသွားတယ်ဥပမာခြေလက်အင်္ကာတွေမတန်မဆွမ်းဖြစ်သွားတယ်ဆိုလို့ရှင်လဲဒီယောက်ျားအလုံးမလုံးနိုင်စစ်စစ်မှုမထမ်းနိုင်တော့တဲ့အတွက်ဒီသူတို့ရဲ့ခံစားခွင့်တွေလည်းအပြည့်အဝမရဘူးဒါတွေကိုဒီပြည်သူလူထုတွေကအာတိတယ်ဗောနောပြီးလို့ရှင်မတိတာဘယ်သူတွေလဲဆိုလို့ရှင်ဒီ စစ်သားတွေစစ်သားတွေကိုယူခဲ့တဲ့မျိုးသမီးတွေပေါ့နော်အစစ်သားတွေကိုချစ်လို့ကြိုက်လို့ယူခဲ့တယ်။အပြီးသွားမှဒီလိုမျိုးခံစားရမယ်ဆိုလို့ရှင်လက်ခံနိုင်လား။ပြီးလို့ရှင်ဒီလိုမျိုးတွေဖြစ်လာပြီဆိုလို့ရှင်ဒီသားသမီးမျိုးသားစဉ်မျိုးဆက်တွေလည်းဒါသူတို့ပါရောပြီးခံရတယ်ဘောနော်။ဒါတေချာစဉ်းစားကြည့်မှဆိုရင်လူရဲ့လူတွေရဲ့ဒီဟော လူအခွင့်ရေးတွေကိုသူကသူတို့ကနေပြီးတော့စပြီးချိုးဖောက်တာပေါ့နော်အခုဆိုဒီအမပြောသွားတဲ့ဇာတ်ကားကမှပါတယ်ကြံ့ခိုင်ရေးကိုပဲမဲပေးရမယ်ကြံ့ခိုင်ရေးအကွက်ကိုပဲထုရမယ်တုံးထုပေးရမယ်အကွက်ကလေးချော်သွားမှတော့ကြောက်ရတယ်ပြင်သူတို့ပေးတဲ့အပြစ်ကတကယ်ပေးတာတကယ်ကြီးလေးတယ်တဲ့ဒါဒါဒီဒီစစ်သားရဲ့အမျိုးသမီးပြောသွားတာပေါ့နော်ဒါကတော့ဟော ဒါစစ်သားအမျိုးသမီးဆိုတာကျွန်တော်ဒီမှာဖွင့်ပြတဲ့အတန်ဖိုင်ကိုကြည့်ချင်းအပြင်သိနိုင်တယ်ပေါ့နော်။ကဲသူပါဆက်ပြောမလဲဆိုတာဆက်ပြီးနားထောင်ကြရအောင်။အတံမလို့ညီမတို့မလုပ်သေးဘူး။အနန္တီကိုမဲမပေးရခဲ့ဘူး။ဟိတက်ခိုင်ကိုပဲမဲပေးခဲ့ရတယ်။မဲပေးဖို့စစ်သားတွေပဲ။စစ်သားတွေစစ်သားသမီးတွေအကုန်လုံးအဲ့ဒီတည်းမှာပဲမဲပေးရတယ်။တန်းစီပြီးတော့မနက်6နာရီလောက်ခေတ်ကသွားခိုင်းတာ။ဟို အိမ်ကိုပြန်ရောက်တော့နေလဲနှစ်နိုင်မှပြန်ရောက်တာအဲ့ဒီစာစောချွေးတွေကပြန်လဲမမ6နိုင်ရနေခေါ်သွားတာရက်ဆက်တာနော်ချွေးတဘူးလည်းမတိုက်ဘူးရေတစ်ခွက်လည်းမတိုက်ဘူးရဲမေကိုတန်းစီထိုင်တာလားအလှည့်ရောက်ပြီးအဲ့နေပူထဲမှာနော်အရင်ကမှခိုနေလိုက်ပါအလှည့်ရောက်ခေါ်မယ်ဆိုတာမရှိအဲ့နေပူထဲမှာမတက်ရက်ဘူးတန်းစီထိုင်တာအွှေကြီးပဲအတန်းကိုအဲ့လိုအဲ့ကလေးတွေကလည်းငိုအဲ့ကလေးငိုတာကလေးကိုအပြင်မှာထွက်ပြီးမှမနှိုးတိုက်လို့လည်းမရအောင်အဲ့ဒီအတန်းလိုက်ကိုအဲ့ရက်နေရတာသူတို့ ကြားတယ်နော်အခုမလာခင်မှာဒီမလာမကြားခင်မှာဖြစ်လာတော့မှာဒါစောင့်ကြည့်အိုက်ထက်ဆိုးလာလိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှင်ဒီပြည်တွင်းထဲမှာဒီမြန်မာနိုင်ငံပြည်တွင်းထဲမှာလူမရှိတော့ဘူးလူမရှိတော့ရင်ဘယ်သူထိမှာဒီစစ်သားမရတဲ့ထိမှာဒီဝန်ထမ်းသားသမီးတွေထိမှာဝန်ထမ်းတွေထိမှာအဓိကကတော့ဒါပဲဒီပုဂ္ဂလိကမဟုတ်တဲ့ဝန်ထမ်းတွေထိမှာ CDM နေ NAM CDM နေ NAM CDM တော့တကယ်အထီးများမှာပြီးရင်နောက်တစ်ခုကဒီဝန်နဲ့ချက်ချင်းကြီးတို့ဗားရညာတွေပြီးလို့ရှိရင်နောက်တစ်ခုကဒီဟောစာဘုံတော့ဒီအစိုးရနဲ့ပတ်သက်ပြီးတော့လှုပ်အလုပ်လုပ်နေတဲ့ဝန်နဲ့အရန်အထီးနာမ ဒါသူတို့ပြောသွားတာเนาะအရန်ချုပ်ချယ်တယ်เนาะဒါမင်း online လက်အောက်မှာနေနေတာဘယ်လောက်ဒီကိုကိုဒိုးပပအကောင်းပါတယ်ဆိုတော့ပြောတဲ့ဘောမတွေနားထောင်သွားเนาะဒါနင်တို့ဘက်ကပဲပေါ်ထုတ်လာတဲ့စကားတွေ Okay ကဲသူဘာပြောမလဲဆက်နားထောင်ကြအစီတွေသူတို့တွေကြတော့နေရိတ်ထဲမှာနေလို့ရဲမေတွေကြတော့အဲ့ဒီသူထဲမှာနေပြရတာအတန်းအချိန်ကြီးပါဝင်ရတာနားထောင်တော့ ရဲမေတွေကြတော့ဘယ်မှာလဲနေဘူးထဲမှာမတက်ရက်ပြီးတန်းစီရတယ်ဟမ်ဒီကောင်းကြီးပိုင်းနေကြတော့ဘယ်မှာနေလဲအရိတ်ထဲမှာအေးဆေးနေကြတယ်ခလေးတော်နှုတ်တိုက်လို့မရဘူးနော်အဲ့မဲပေးတဲ့ချိန်တော့ဟောရမ်းမိုက်တာရမ်းမိုက်အဘလို့လုံးဟမ်ဂျာလူအခွင့်ရေးကြီးပေါ့ဟုတ်လားအာဒိုးပပကြီးကဘာဖြစ်တယ်ညာဖြစ်တယ်ဒိုးပပကြီးနိုင်တော့မှဆူတောင်းနေဆူတောင်း ဖြစ်เสียလားဟမ်ဖြစ်เสียလားနင်တို့လက်ခံတယ်လို့နင်တို့ဘာလို့ပြောလဲစောက်ယူတယ်ဟမ်ဒါနင်တို့ဘက်ကပြောလာတဲ့စကားတွေเนาะနင်လူတယောက်အနေနဲ့စဉ်းစားမယ်ဆိုရင်ဘလို့မှလက်မခံနိုင်တဲ့အနေဒါတွေကိုသားသမီးကိုမွေးထားတဲ့သားသမီးကိုနှိုးတောင်တိုက်ဖို့အချိန်မပေးနိုင်ဘူးနော်ဒါတော့နင်တို့မဲရဲ့အရေးကြီးလားစောက်ယူတယ် အာဒူပပအရင်ဘာဖြစ်တယ်ညာဖြစ်တယ်နားထောင်အဲ့ကောင်လေတယောက်ပြီး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 ဝင်အဲ့အဲ့ဒါပြီးလို့ရှိရင်မဲပေးတဲ့ချိန်မှာချင်းချောက်မှုတွေရှိတယ်ချင်းချောက်မှုတွေကဘာလဲဆိုတော့မဲမပေးခင်မှာတရက်ဘာဆိုအရင်တို့ကြင့်နေတယ်အဲ့ဒီနေအစင်းရောက်ွက်ကိုနှိပ်ဖို့ဒါတွေကိုတို့ကတရက်အရင်လေးကြင့်နေတယ်ရဲမေတွေကိုရဲမေတွေကြောင့်စာမတက်တဲ့ရဲမေတွေလည်းတော်တော်များများရှိတယ်အဲ့နောက်ဒူးတာတွေလည်းများတော့တို့ကတေချာကကနနာကိုအရင်ကိုတရက်ကိုလေးကြင့်နေတယ် မှတ်မှောက်နေမရှိတဲ့ရဲမေးတွေရောစစ်တီတွေရောနဲ့ထည့်ခဲ့ရတာဒါကြားတယ်နော်ကြားတယ်နော်နင်တို့ပဲပြောတာနော်ဒါနင်တို့ပဲကပြောတဲ့ဟာတွေနော်မှတ်မှောက်နေမရှိတဲ့ရဲမေးတွေစစ်သားတွေလည်းမဲထည့်ခဲ့ရတယ်တဲ့โอเคကြားတယ်နော်ဒါလေးကိုသိဖို့လိုတယ်ဒါလေးကိုတီးဖို့လိုတယ်ဘလောက်တိလူခွင့်ရင်ချိုးပေါက်ခံရလဲဆိုတာ ဒါလေးဒီစကလုံးလေးတွေကိုကြားတာနဲ့သဘောပေါက်တယ်နော်ကျန်တာတွေမစဉ်းစားနဲ့ဦးကျန်တာမပြောနဲ့ဦးโอเคတို့လုံးပိုင်ခွင့်ပေါ့သူတို့စက်တက်ထဲမှာအာနာရှိတယ်အရာရာကိုသူတို့လုံနိုင်တယ်မှတ်ပုံတင်မလို့ပဲနဲ့လဲမဲထဲလို့ရတဲ့ပုံစံမျိုးစက်တက်ထဲမှာရှိတယ်ကျွန်မတို့အပြင်မှာအရတာတရားနေနဲ့မှတ်ပုံတင်အိမ်တော်စုစီရမရှိမဲထဲလို့မရစက်ကထဲမှာမှတ်ပုံတင်မရှိလဲမဲထဲလို့ရနောက်ပြီးတော့ကိုစားတော့ ။ဟိုအဲ့လိုမျိုးဟိုကစစ်သားဖြစ်တဲ့အတွက်သူ့အမျိုးတွေအကုန်လုံးကိုလည်းဒီချက်ခံရေးပဲမဲထည့်ခိုင်းလာ။အဲအရသာမိသူတွေကအဆောက်ကိုမဲကိုလွတ်လပ်စွာပေးပိုင်မှုမရှိဘူး။သူတို့ဘလို့ပဲမဲကိုလင်းလင်းကြီးချက်ချက်အရေးအတွက်တွေကိုဘလို့ပဲလုံးလုံးပြီးတော့လုံးဆက်ပဲလုံးလုံးအချိန်တန်တော့ရလက်ကအမှန်တရားဘက်ကပဲနိုင်သွားတာပဲ။အဲ့ဟာကိုနားလေတယ်နော်။နင်တို့ကဂျင်းထဲနေတာမဟုတ်ဘူးနော်နင်တို့ကတီတူတီကိုဂျင်းထဲတာဒါပေမဲ့ရှုံးတော့နင်တို့ရှုံးနေနော် နားလဲတယ်နော်နားလဲတယ်နော်နားထောင်ကြည့်ဘယ်တရားလုပ်ပြီးတော့အဲမဲခိုးတာတို့မဲလိမ့်တာတို့အမှားကညီမတို့ကတော့စစ်သားစနစ်တရားအနေနဲ့ကတော့စစ်တပ်ထဲမှာကတော့အလိမ်ညာတွေကြီးပဲမဲထည့်ခဲ့ရတာညီမတို့ကိုယ်တိုင်လည်းအလိမ်ညာနဲ့ပဲမဲထည့်ခဲ့ရတာမဲကအမှန်တရားမရှိခဲ့ဘူးစတားစနီမရတဲ့အောင်နေနေပဲမဲပေးခဲ့ရတာပြည်သူတရားအနေနဲ့မဲပေးပိုင်ခွင့်မရှိဘူး သူတို့ကပြောပြီးဝိုင်းသူတို့တက်ထဲမှာနေပြီးဝိုင်းသူတို့ပေးတဲ့ဆန့်ကိုစားလို့ဝိုင်းသူတို့သူတို့အတွက်ရှင်းပေးရမှာသူတို့အတွက်ဘာပြောလဲတက်မတော်ကပေးတဲ့ဆန့်ကိုစားရင်တက်မတော်အတွက်အလုတ်လုတ်ပေးရမယ်ရှင်းပေးရမယ်ဟုတ်လားအရင်မှတ်ရနော်ဒီစကားလုံးကြီးတေချာနားထောင်ကြတက်မတော်အတွက် ရင်းပေးရမှာတက်မတော်ရဲ့ကျွေးတဲ့အရာကိုစားရင်တက်မတော်အတွက်အလုပ်လုပ်ပေးရမယ်ရင်းပေးရမယ်အသက်လိုရင်အသက်ပေးရမယ်ခန္ဓာလိုရင်ခန္ဓာပေးရမယ်ဟုတ်တယ်နော်နားထောင်နော်ဒါလူခွင့်ကြီးအရန်မိုက်တယ်မြန်မာပြည်ကအရန်တိုးတက်တာဒါမျိုးတွေအရန်တိုးတက်တာမမတို့အဖြစ်ကစရိခန်နေပဲသူတို့ကအခါတိုင်းမမတို့ပြောထားကိုပါရင်မဲကိုမှားပေးခဲ့ရင်အဖြစ်ပေးမှာနားလိုက်တယ်နော် မဲကိုမှားပေးခဲ့ရင်တောင်မှအပြစ်ပေးခံရမှာကြားတယ်နော်နော်ယူချင်းအောင်ဟာစစ်သားယူချင်းအောင်ဟာစစ်သားယူချင်းအောင်ဟာစစ်သားဘလို့နေလဲစင်ပြေပါ යි လားဒါမှတကယ်အခုလက်ရှိဖြစ်ခံစားနေရတဲ့စစ်သားမယားတွေစစ်သားဒီတာသမီးတွေတော့သနာရတယ်ဗောနော်တကယ်သနာတယ်ဘာကြောင့်သနာလဲဆိုရင်ဒီလိုမျိုးတွေလူခွင့်ကြီးချိုးဖောက်ခံရတယ် ပြီးရင်စစ်သားတွေလိုင်းကမ်းထဲမှာသွားကြည့်တန်တန်ပြန်ပြန်နဲ့တတဲရရနေနိုင်တာမရှိဘူးနော်သူတို့မှာအရန်ပင်မနဲ့ဆင်းရဲတယ်ခက်ခဲတယ်နော်ပြီးလို့ရှင်သူများစားချိန်တန်မစားရသူများဝတ်ချိန်တန်မဝတ်ရပြီးလို့ရှင်ဟောဒီ line line ကပေးတဲ့ ဒီသူတို့ရိတ်ခါလေးနဲ့မဖြစ်စလောက်ရိတ်ခါလေးနဲ့ဒီမိသားတစုကိုအဆင်ပြေအောင်နေရတယ်ဘလောက်ခက်ခဲလိုက်မလားဒါတွေကိုပြည်သူတွေကတချို့ပြည်သူတွေလည်းသိကြတယ်တချို့ပြည်သူတွေကြတော့လည်းမသိကြဘူးဒါကကျွန်တော်ကအာကျွန်တော်ရမျက်မြင်ကိုတွေ့တယ်လည်းပါတယ်လို့မျိုးကျွန်တော်တို့သွားတဲ့အချိန်ကြီးကျွန်တော်တို့ဒီစစ်တပ်တွေကိုရောက်တဲ့အချိန်ကြီးတော့ကလည်း ကျွန်တော်တို့ကဒီလိုမျိုးတွေကိုမြင်ခဲ့ရတယ်။ရောက်ခဲ့တယ်ဆိုတာကျွန်တော်အကြောင်းမျိုးမျိုးကြောင့်ဒီစစ်တပ်တဲကိုပေါ့နော်ရောက်ခဲ့တာ။သွားလဲတာမဟုတ်ဘူး။သွားလဲတာနော်။ဒီဟုတ်စာကျွန်တော်စစ်သားမဟုတ်ဘူး။စစ်သားသားသမီးလည်းမဟုတ်ဘူး။အဲဒီခါကျတော့ဒီစစ်သားဒီကျွန်တော်တို့ဒီစစ်တပ်ထဲမှာတငယ်ချင်းတွေရှိတယ်။ကျွန်တော်ကြောင်းတက်တော့ပေါ့နော်။တငယ်ချင်းတွေရှိတယ်။အဲတငယ်ချင်းတွေအိမ်ကိုသွားလဲနေတာဒါမျိုးတွေတွေ့တာ။အာသူတို့အချင်းတွေဘလို့နေတယ်ဘလို့ထိုင်တယ်ပြီးရင်တော့ အဲစစ်တပ်ထဲမှာဝတ်တွေမွေးရတယ်တလိမ့်ဆန်တွေမွေးရတယ်ပြီးလို့ရှင်ခင်းလေးတွေစိုက်ထားရတယ်ကြည့်မယ်ဆိုလို့ရှင်ဒါသူတို့ကကိုစိုက်တဲ့ဟာကိုကိုပြန်စားရမယ်မဝယ်စားရဘူးပေါ့ဈေးနှုန်းချွေတာတယ်ပေါ့ကွာပြောချင်တာကတော့ဒီလိုမျိုးတွေပေါ့နော်အရန်ခက်ခက်ခဲခဲနဲ့ဒီစစ်သားတွေနေရတယ်ဖြတ်တန်းရတယ်အခုဆိုလို့ရှင်တော့ဒီဒီလိုမျိုးအိမ်မှာစားလို့ဝတော့ဒီတောင်ယာတွေဒီမှာသွားပြီးတော့ ရှည်တန်းထွက်ရင်နဲ့အသက်တွေဆုံးရှုံးရတယ်ပေါ့နော်ဒါကတော့ပြည်သူတွေကပြည်သူဆိုတော့လဲကျွန်တော်တို့အနေနဲ့ကတော့ပြောချင်တာကတော့ဒီရနေပြီးတော့အမြန်ဆုံးထွက်နိုင်အောင်ကြိုးစားကြပေါ့နော်ဒီမအလားလက်အောက်ကနေအမြန်ဆုံးထွက်နိုင်အောင်ကြိုးစားကြပါဆက်သွယ်ကြပါပေါ့နော်ဒီမကောင်းတဲ့နေရာမှာဆက်နေတော့မကောင်းတဲ့လိုမျိုးပဲခံစားရမှာပေါ့